ထမင်းကြိုင်ကိုကောက်ယူလိုက်တော့ပေါ့နေတယ်။ဖွင့်ကြည့်တဲ့အခါကုံအောင်စားထားတာတွေ့ရတော့သူဝမ်းသာသွားတယ်။အပေါ်ဓာတ်ကအန်တီကိုလှမ်းပြောလိုက်သေး။အန်တီသူဒီနေ့တော့ပြောင်းနေအောင်စားတယ်တဲ့။သူချက်တဲ့ထမင်းကိုသူ့ယောက်ျားဖြစ်သူကအကုန်စင်စားတယ်ဆိုတဲ့အတွေ့အကြုံသူ့ကိုပျော်စေတယ်။ပျော်စရာမရှိတဲ့လင်မယားဆက်ဆန့်ရေးအဖက်လုံးမခံရတဲ့မိန်းမတယောက် ကိုကိုလှစ်လျူရှူထားတဲ့လင်သားကကိုချက်တဲ့လက်ရကိုအရသာရှိရှိစားတယ်ဆိုတဲ့အတိကပဲသူ့အတွက်ပျော်စရာကိုကိုမချစ်တဲ့သူတယောက်ကကိုအပင်ပန်းခံပြီးစိုက်ထားတဲ့ပန်းပင်လေးတစ်ပင်ကိုတယူတရနန်းတယ်ဆိုတာမျိုးသိလိုက်ရတဲ့ပုံပမာမျိုးညနေမှာအမျိုးသမီးဟာသူ့မျက်ဝန်းကြီးကိုချဲ့တာအလှပြင်စပင်းနေပါလေတက်တင်ပြီးသူ့လင်သားပြန်လာတဲ့အခါတကားဖွင့်ကြတယ် ူလင်သားစီကတခုခုပြောမလားလို့သူငန်းလင်းလို့လင်သားကဘာမှမပြောဒီနေ့စားရတာအဆင်ပြေလားလို့မေးတော့ကော်ဖီကြော်ကားမှရဲလို့ဖြေတယ်။သူချက်ပေးလိုက်တာကော်ဖီကြော်မဟုတ်ဒါဆိုအကုန်စင်စားလိုက်တာသူလင်သားမဟုတ်ဘူးပေါ့။ထမင်းဆိုင်ကနေရမှားပြီးရောက်သွားတာစားခဲ့ရတဲ့မျိုးသားကြီးကလည်းသူ့စီမှားရောက်လာမှမသိသူ့ကြိုက်ဆွဲစားတဲ့ဆိုင်ကိုတော့တကူးတကသာပြောနေသေးတယ် ဒီနေ့ချက်တာကောင်းတယ်နောက်နေ့အဲ့လိုပဲချက်ပါတယ်နောက်နေ့ထမင်းကြရောက်လာတဲ့အခါစတဆောင်ပါလာတယ်ကျမအမျိုးသားစီကိုပို့တာမှားပြီးရောက်သွားတာပါဒါမဲ့အကုန်စင်စားပြီးလို့ဂျေစုပါဆိုရဲစလေးတဆောင်ကိုအတွက်ချက်ပေးတယ်ဆိုရဲခန်းစားချက်ပြောက်သွား။ကြပါသူစီပိုးတဲ့စေတနာကကိုယ်စီမှားရောက်လာတဲ့အခါအရသာပြတ်သွားသလား။ သူကစာလေးတစ်စောင်ထည့်ပေးလိုက်တယ်။အမျိုးသမီးစီကြိုင်းပြန်ရောက်တဲ့အခါစာထဲမှာစားငံ့နေဆိုတဲ့စာတစ်ချက်အမျိုးသမီးကအပေါ်ဓာတ်ကအမျိုးသမီးကြီးစီ"သူကငံ့နေလို့ရေးပေးလိုက်တယ်"လို့လှမ်းပြောတဲ့အခါငယုတ်သည်ဆက်ဆက်ထောင်းထည့်ပေးခိုင်းလိုက်တယ်။ဒီနေ့နည်းနည်းဆက်တယ်ငပြောသည်နှလုံးဝယ်စားလိုက်တော့ပြေသွားတယ်။ဒါမှမစီဝန့်အတွက်ကောင်းပါရဲ့ဆိုတဲ့စာလေးနဲ့သူထမင်းဆိုင်ပြန်လာတယ်။ ဘဝမှာအိမ်တွင်ပုံနေရတဲ့မိမတယောက်ပြောစရာရင်ဖွင့်စရာမရှိတဲ့ပြင်းရစရာဘဝတွေကမိမတယောက်အတွက်ကိုစေတနာနဲ့ချက်ပြုတ်ထားတဲ့ဟင်းဒုက္ခကိုယ်တော်စားငန်တယ်ဆိုတဲ့အကွန်တက်တဲ့စာတချောင်းကပြန်ပြောခြင်းစရာစကားတွေအစပြုလာသမင်းဆိုင်နဲ့စာရီအပြန်လန်ထဲ့တယ်။ကျမပေါ်တက်မှာအမတယောက်ရှိတယ်။သူ့ယောက်ျားကကိုမဝင်နေတာ။မျက်နှာချက်ကပန်ခါကိုပဲငေးကြည့်နေတယ် Orient ဘန်ကာဟောင်းကြီးဘန်ကာကိုကြည့်နေလို့သာအသက်ရှိတယ်ထင်ရတာကျမယောက်ျားလည်းတူတူပါပဲဖုန်းကိုပဲကြည့်နေရဆိုတဲ့စာလေးထည့်ပေးလိုက်တယ်သူယောက်ျားဟာလည်းကိုမဝင်နေသူနဲ့မချဘူးလို့ရည်ညွှန်းခြင်းပုံသူ့ကိုဂရုမစိုက်ကြောင်းပြောပြခြင်းပုံတနည်းအားဖြင့်ရင်ဖွင့်ပေါ်မရှိတဲ့မိဖို့ကန်နေရမိမတယောက်ကမစီမဆိုင်နဲ့အပေါ်ဓာတ်ကအမျိုးသမီးအကြောင်းနေထည့်ရေးလာပုံဘန်ကာဟောင်းရဲ့တစိမ့်အမိတော်ပါသေးရဲ့ လောင်ပိတ်နေတဲ့အင်းထောင်တဲ့တယောက်ကအသေးအဖွဲလေးတွေအားစပြောစရာတွေများနေပုံနှလုံးသားကိုကန်လှုပ်ဖို့အစာအိမ်ကနေကန်ရမယ်မဟုတ်လားတဲ့ဒါကြောင့်သူ့လင်သားစဖို့ကြိုးစားပြီးချက်နေတာချီမိုနက်စ်ကလေးတခွန်ကြားရရင်သူ့အတွက်ကျေနပ်ပြီပြောစရာပျောက်ဆုံးနေတဲ့သူ့အထီးချက်မှုတွေကြားတယ်သူ့ချက်တဲ့ဟင်းလေးကိုကြိုက်တယ်ဆိုရဲခန်းစားချက်လေးပြန်ရဖို့ကြိုးစားနေတာသမင်းမှားဖို့ခံရတဲ့မျိုးသားကလည်းဘာထူးလဲ အိမ်တာမရှိအရွယ်တော်တစိတ်ဟိုင်းရန်တာမှာဆိလိတရင်တခြားခန့်ကိုငေးတယ်မိသားစုထမင်းဝိုင်းလေးထမင်းဝိုင်းနဲ့ကလေးတယောက်ကပဒင်းပေါက်ထပိတ်တယ်သူ့မှာလည်းအရွယ်လွန်လာတဲ့အထီးချန်ဝေဒနာနဲ့အလုတ်ထဲလုခွစာသူ့ဘဝမှာစိတ်ဝင်စားစရာဆိုလို့ထမင်းဆိုင်နဲ့ပါလာတဲ့စာလေးတွေတနေ့သူ့အလုတ်လာရင် တိုက်ပွားခုံချတဲ့သားမိကြောင့်တည်တင်းချသူစီတမင်းဆိုင်ပို့တဲ့အမျိုးသမီးများလားလို့သူထင်တယ်။တမင်းစားချိန်ရောက်လာချိန်မှာမတိမတာနောက်ပြန်လှည့်ငီးပုံမှန်တမင်းဆိုင်လေးရောက်လာအဲ့ကိုအသာဟပြီးအနံ့ခံကြည့်ပြီးမှတက်ပြင်းချစားပိုင်ရှင်မျိုးသမီးရဲ့လက်ရရနဲ့ဟင်းကတိတ်ကောင်းနေကျွန်တော်ကြိုက်စော်ခဲသည်ဟင်းချက်တောင်ပိုကောင်းနေတဲ့ နောက်နေ့မှာအမျိုးသမီးကဘေးစင်မှာခရမ်းသီးတွေရေးဆေးနေပုံလှစ်ခနေပြအမျိုးသမီးရဲ့စာရီထဲမှာ သူပြောချင်တဲ့အကြောင်းအရာပစ္စည်းလေးတွေအထူးသဖြင့်အရင်မကြည့်ထင်ရတာတွေရေးလာတချောင်းကနေတရွက်ပြီးနှစ်ရွက်သုံးရွက်အမျိုးသားကလည်းစာပြန်ထည့်ရေးတယ်ဘဝအထင်သလားမဟုတ်ပါဘူးကျွန်တော်ယထာစီရင်ငယ်ပါကိုအကန့်ခံရတယ်တဲ့သူယထာစီနေရင်စိတ်မသက်မသာ ဖြစ်နေပုံ အကိုသေးချာငုံကြည့်မှအချားသူကင်ထားတဲ့ဖိုင်တွဲအစွန်းနှစ်ခုကသူ့ငယ်ပါကိုလာလာညှက်မိနေပုံဒီအเจ้าယာတွေဟာသူတပားကိုဗာမြအေးတကြီးပြောပြစရာလိုလို့လဲထောက်စားတဲ့ထည့်ရည်တဲ့တဖက်ကအမျိုးသမီးကလည်းမိဖို့ခန့်နဲ့ကအဲ့ဒီစာဖတ်ပြီးရှိတယ်အေးတကြီးပြောပြနေစရာအเจ้าယာလည်းမဟုတ်တလို့ရည်စရာလည်းမဟုတ်ပေမဲ့ပြောပြရည်ချအထီးကျန်ဘူးကြသလား မနက်ကငှက်ကလေးတကောင်အခန်းဝလာနာတာကနေအိပ်ရေမဝတာအဆုံးဘဝရဲ့ကမကမဖြစ်စဉ်တွေတောကတွေရေစရာတွေကိုတဘာသူကိုမျှဝေပြောပြခြင်းစိဖြစ်ပူကြလာအထေးချန်နေကြသူတွေပေါ့တချို့အမတ်တရားတွေကပြောပြစရာလူမရှိရင်မိသွားတတ်ကြတယ်တဲ့ကျမယောက်ျားဖောက်ပြန်နေပြီထင်တယ်ဘူတန်လူမှုစံနှုန်းတွေတူညီပေမဲ့ပျော်ရွှင်မှုမျှခြေရှိတဲ့နေရာကိုတွားချင်တယ်တဲ့ ငါမင်းနဲ့တူဘူတန်ကိုလိုက်ခဲ့ရင်ရောတဲ့ကျမမရှင်းမတွေ့ဘူးလားတွေ့ကြရအောင်အပြန်လန်စာလေးတွေအဲ့ဒီညအမျိုးသမီးကအိတ်မပြောဘူးမနေ့မှအမျိုးသားကြီးကနက်တိုင်နေဝက်လို့မိုးစိတ်တွေရိတ်လို့အမျိုးသမီးကဆိုင်မှာထိုင်ဆောင်လို့အချိန်ကုန်သွားနောက်နေ့မှထမင်းချိုင်တဲ့ဗလာအမျိုးသားကြီးကစာရေးထည့်ပေးတယ်ဒီနေ့ဘာမှလည်းထည့်မပေးလိုက်ပါလား ထိုက်တက်မာတယ်။ငါမလာမတွေ့ရ။တကယ်တော့ငါလာခဲ့တယ်။မင်းကရေချိုးကန်းတဲ့တကူမေးကြံခဲ့လို့ပြန်အဝင်မှာရနံတကူရလိုက်တယ်။ငါအဖိုးရဲ့ရနံသူ့ဝင်ပြီးကြံခဲ့တဲ့အနံ့မျိုး။ငါစီကနေအဲ့ဒီရနံရနေတာ။ငါဘယ်တော့အသက်ကြီးသွားတာလဲမသိ။မနေ့တနေ့ရလားအရင်နှစ်တည်းတော့လားမသိဘူး။အသက်ကြီးလာတာကိုမေ့လျော့ရင်မျောပါလာနေခဲ့တာ။ ငါအဝေးကနေမင်းကိုထိုင်ကြည့်နေခဲ့တယ်။မင်းကလှတယ်။ငယ်တယ်။အိမ်မက်တီးစီအောင်မဲ။ငါ့ကိုအိမ်မက်မက်ခွင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တဲ့။ဘလာကြိုင်လေတဲ့ထည့်ပေးလိုက်တဲ့စာ။ကိုအလေးနဲ့ထိုင်ရသူနဲ့တွေ့ဖို့ပြင်တော့မှကိုအသက်ကြီးနေတာကိုတတိယသွား။ကိုကြည့်ရသူအတွက်အကောင်းနေပဲရရှိခြင်းနဲ့လူတပေါ်မှာကိုကအသက်ကြီးနေတဲ့အခါမတိမတာတိတ်ငယ်သွားသလို ကိုကိုကိုယုံကြည်မှုပျောက်ဆုံးသွားပုံဒီမှာကိုချစ်ရသူလို့သုံးလိုက်ပေမဲ့ချစ်တဲ့ကြာတခွန်မှမပါခဲ့ မပြခဲ့အလေးနဲ့ထားရသူဆိုပေမဲ့အလေးနဲ့ထားမှုတွေမပါခဲ့ဒါမဲ့အချောင်းရတွေအပြန်လန်ရေးချပို့ချမျှဝေချယုံချစ်တဲ့အလေးနဲ့ထားတယ်ဆိုတာတွေဟာချစ်ကြောင်ဂီယူဆိုင်ကြောင်ပြောပြနေတာထက်ဘာမဟုတ်တဲ့အချောင်းရလေးတွေကဆ ဝေမျှပြောပြနားထောင်ပေးကြုံနဲ့တိတာစီတော့အရာတွေအထီးကျန်မှုတွေမုန်းချက်မှုတွေအရွယ်လုံးဝေဒနာတွေကိုမှန်းဆတတ်နားလည်တတ်မှကျွန်တော်အကြိုက်ဆုံးခရင်သည်ဟင်ထက်ပိုကောင်းတယ်လို့ညွှန်းပေမဲ့တစ်ဖက်ကအော်သူကခရင်သည်ကြိုက်တာပါလားဆိုတဲ့အသည့်နဲ့နောက်တစ်နေ့ခရင်သည်ချက်ချက်ပေးပုံနားလည်မှုဆိုတာတွေကအထုတလဲပြောပြနေစရာမလိုလား glass box ရုပ်ရှင်ဟာဘာကဘလို့ရှိတယ်လို့မပြောပြပါဘူး။ဆရာမလုပ်ဘူး။ကြည့်ရှုသူကိုငပိန်းနေလို့နေရာမှာထားပြီးအထူးထွေရှင်းပြမထားဘူး။ကြည့်ရှုသူကဒါဘာကိုမြင်လဲ။ကိုဘသာကြည့်ဆိုပြီးဆရာတင်ထားပေးတယ်။မပြောဘဲပြယုံသာပြပေးထားတယ်။ NDA လို့ခေါ်တိုင်းပြန်ထူးတဲ့အကြံပေးတတ်တဲ့အပေါ်တက်ကမျိုးသမီးတို့ရုပ်ရှင်နဲ့မမြင်ဘူးကြပါဘူး။တမင်ကိုမပြဘဲထားထားတာ။ မိဖို့ကန်တဲ့အမျိုးသမီးတွေရဲ့အထီးကျန်ဆန်မှုကိုပို့ပေါ်လွင်အောင်လူချင်းတော်ပေးမတွေ့ထားတာထင်ရဲ့သမင်းစားဆောင်မှာဆာရွက်ကြီးကင်ပြီးအမျိုးသားကြီးပြုံးနေတဲ့ခံမျိုးဆိုရင်သူ့နေရာမှာကိုပါလိုက်ပြုံးမိနေတယ်လို့မျိုးဘဝမှာရင်ဖွင့်ပေါ်လူချားတယ်တဲ့ဝါနုတော် နောက်ဆက်တွဲအဲ့ဒီမျိုးသမီးကဖောက်ပြန်ချင်တာပဲမဟုတ်လားလူဘဝမှာစီးရီရှိတင်နေဆိုတဲ့စကား The lunch box ဟာတကူးတကပြောစရာဆွေးနွေးစရာကြီးမဟုတ်ပေမဲ့ရှေးရိုးဆန်တဲ့သဘောရှိတဲ့သူတွေအတွက်အနှုတ်လက္ခဏာကိုမြင်စေတဲ့ရုပ်ရှင်လူသဘောဟာကိုယ့်ရဲ့ဝင်တဲ့ကိုယ်သာမြင်တတ်ကြတာဒါပေမဲ့အတွေးအမြင်များလာလေပြဋ္ဌာန်းချက်များလာလေပဲတဲ့ ပုံမြင်တစ်ခုကြားဘူးလူတယောက်ဟာလောက်တမငှားတယ်ဒါလေးနဲ့တစ်တုံတစ်ခုကို ခုန်နေဖို့လဲကြသွားဆရာမလို့အဓိကကခုန်နေဖို့ပဲပထမတော့လောက်တမရှိတာပေါ့ပျော်တာပေါ့အားဆိုင်ဆရာမလို့ပြက်ဆရာမလို့ပဲခုန်နေရုံမျှကြာတော့မပျော်တော့ဘူးခုတ်ရခြင်းရဲ့ရလဟာပြက်ဖို့မဟုတ်လားအရာချင်းယုံမြနေစဉ်ခုတ်ထစ်နေရပေမဲ့ခုတ်ထစ်နေရခြင်းရဲ့အကျိုးကိုသူမမြင်ရဘူး ဒီအစ်တုံကြီးပြတ်သွားတာသူမြင်ချင်းလာတယ်။သူလုံနေရတာအိပယ်မရှိဘူး။မတွေးတော့သူဘဝကိုမတိမတာနဲ့ရေစုံမျောနေသူအဖို့ဆိုရင်တော့စိတ်ထက်ကြစရာမဟုတ်ပေမဲ့ဘဝအိပယ်ကိုရှာခြင်းသူအတွက်တော့ရလက်တွေကိုမြင်ချင်းကြတယ်။ဘာရလက်မှထွက်မလာတဲ့အစ်တုံကိုခုတ်ယုံတာခုတ်နေရတဲ့ဘဝမှာမပြောနိုင်ဘူး။တာမန်ဖြစ်ရောဖြစ်စဉ်ဘဝမှာပဲနေသားကြနေရင် အခြားအတိတ်ပဲတွေကိုသိမမြင်ဘူးဟင်အိုဖုံကိုဖွင့်တပွားပေါ်တင်ပြီးအရသာခံကြည့်အဖေါ်တကအန်ဒီကြီးကသူကိုယ်တိုင်မမီးဆန်းရပါပဲအောက်ထက်ကလာတဲ့အနံ့နဲ့တယ်ဘာလို့သေးတယ်ဘာလေးထင်လိုက်ဒီလိုလေးချက်လိုက်နှစ်ယောက်ကြာရှာလဲသွားပြီးအချစ်တွေပေါ်လာလိမ့်မယ်တဲ့အနံ့နဲ့တယ်အပေါ်ငံကိုမှန်းဆတတ်နေတယ်မိန်းမတယောက် ူဘွားကမိဖို့ထဲမှာအချိန်များစွာကုန်ခဲ့ပုံရတယ်။ဟင်းတွက်ခွက်ကိုဘလောက်ထိစိတ်နှစ်ခဲ့စူးစမ်းမြည်းစမ်းခဲ့ရတယ်လဲမသိနိုင်။အိန္ဒိယလူနေမှုစနစ်ပုံစံမှာအမျိုးသမီးများစုဟာအဲ့ဒီလိုဘဝတွေကျင့်လေခဲ့ကြရပုံရတယ်။မိမဆိုရာချက်ပြုတ်ဖို့မွေးလာတယ်လို့မျိုးသူတို့ဘဝတွေမြုပ်နှံခံရအနဲ့ရတာနဲ့အရသာပါတွဲတိရလောက်အောင်နေဝင် အဲ့ဒီအန်တီပြောတယ်လို့အမျိုးသမီးကချက်တယ်။ညနေပြန်လာတဲ့အခါထမင်းချိုင်းပေါ့နေတော့အန်တီရေဒီနေ့သူပြောင်းအောင်စားထားတယ်လို့ဝမ်းသာအာရလှမ်းပြောလိုက်သည်။ဒါအစပဲရှိသေးတယ်နောက်ပို့လာလိမ့်မယ်လို့အန်တီကပြန်ပြော။လင်သားပြန်လာတဲ့အခါအမျိုးသမီးကခက်ဖွားဖွားစပင်းနေတတ်တယ်။မှန်ရှိမှမျက်လုံးနေကလာချင်းကပိုကီယိုအင်းကြီးကိုလက်နဲ့ဖိတက်ရင်တကားပြေးဖွင့်လို့ သူ့လက်ရည်လေးပြန်အောင်စားပြီးသူ့အပေါ်အတိမတ်ပြူလာမယ်ထင်နဲ့ဒီနေ့ပြန်လာတာစောတယ်နော်လို့စကားဥကျူအိတ်ခံထဲထိနောက်ကနေလိုက်ဝင် သူ့မျက်နှာကကြည်ကြည်လင်လင်နဲ့လင်သားစီကစကားတခုခုမျှော်လင့်နေတဲ့မျက်နှာနဲ့မင်းချက်တာဒီနေ့စားကောင်းတယ်လို့ပြောမယ်ထင်နေတာကြားမယ်ထင်နေတာဘာမှမပြောလှဲ့တာမကြည့်ပဲအိယာနဘေးထိုင်နေတဲ့လင်သား မပြောလာတဲ့ဆုံးဒီနေ့စားရတာဘလို့နေလဲလို့ဖွင့်ဟမိတော့အဆင်ပြေပါတယ်ကော်ဖီကြော်လေးဆိုတဲ့လှဲ့မကြည့်ရဒုံးတိတိဖြေတဲ့စကားပဲကြားရသူ့ကိုယ်သာအဖက်မလုပ်တာဖုန်းဝင်လာတဲ့အခါလင်သားဖြစ်သူရဲ့မျက်နှာကကြည်လာဟယ်လိုခုပဲပြန်ရောက်တာဆိုတဲ့ဖုန်းပြောတဲ့နဲ့အတူထသွားကိုကိုတော့လှဲ့ကြည့်ပေါ်တာမရသူလင်သားကအခြားသူနဲ့ကြာမျက်နှာဝင်းလာပုံ မျိုးသမီးကအိတ်ခမ်းကနေပြန်ထွက်လာလေပြန်ငေးရင်အိတ်ခမ်းနဘီကအပေါ်မှာတန်လန့်နေလှန်ထားတဲ့ဝတ္တီကိုယုတ်လို့တစ်ထည်နှစ်ထည်လင်သားအင်ကြီးတွေပြီးနောက်တစ်ထည်လည်းနဲ့ဆန်းသူ့ဘာမီအမျိုးသားအဝတ်ထည်ကိုဦးစားပေးရွေးပြီးမိဖို့တိုက်ဖို့ပဲလားဒါတော့မပါသေးကြတာကတော့သူ့အဝတ်ချက်လင်သားရဲ့အဝတ်တွေကိုဦးစားပေးရွေးတာမျိုးတွေ ညဘက်ထမင်းစားတော့လင်သားကထမင်းကိုသာငုံစားစကားတစ်ခွန်းမှမပြောညအိတ်တော့အမျိုးသမီးရဒီဘက်လှဲ့လို့အမျိုးသားကအိတ်ပြောလို့ထမင်းချိုက်မှပိုးတဲ့အမျိုးသားကြီးစီကပြန်စားကလေးထက်ယူကြည့်ပါလားတချို့အိမ်တော်ကြီးတွေကကလေးထက်ရမှစုပြေးသွားကြတာတွေရှိတယ်ဆိုတဲ့စာလေးကိုဖတ်ပြီးတဲ့ညနေအမျိုးသမီးရအလှပြင်အင်ကြီးလေးဝက်ပြီးသူ့လင်သားပြန်လာကိုကြိုးလို့ မင်္ဂလာဦးညာဝေခဲ့တဲ့အင်ကြီးတဲ့အလှပြင်ဆိုလို့ပြင်ဆရာအလှပပစ္စည်းလည်းမပြမိကပ်မလိမ့်ထားတဲ့မျက်နှာစုပ်ဖွဲ့ဖွားစပင်နဲ့အင်ကြီးအဟောင်းနဲ့အဆောက်ဦးကလာအင်ကြီးလေးနဲ့မြင်ရင် သူ့လင်သားကသူ့ကို စိတ်ပါမယ်ထင်တယ်သူ့စပင်လေးနရွက်ပေါ်တက်တယ်ไอ้คนเนี่ยวินเนาะจิบ่าวจม้ารู้มิงลาอูมาวิ่กขึ้นไอ้อิงจิเลยเปลี่ยนเปลี่ยนยะมะล่ะลูกจม้าเนี่ยต่อได้ล่ะจัดนี่มะล่ะลูกเนี่ย ခါဆက်ကအင်ကြီးလေးနှစ်ဖက်ကိုကင်ပြီးခက်မြူမြူနဲ့ဟန်ရေးပြမြူဆွဲလို့တော့ပါတယ်ဆိုတဲ့အေးဆက်ဆက်စကားကလွယ်ပြီးဘာမှပြက်မလားအမျိုးသမီးမျက်လုံးမှာသူမျော်လင့်တာပြန်မရနိုင်မှန်းသိလိုက်လှုပ်သွားတယ်ပြန်လာတယ်ဘေးချင်းရှင်းအိတ်တယ်စကားမပြောဘူးမေထုခော့ပြောမြတ်အမျိုးသမီးကမနဲ့အိပ်ရထားတယ်ချက်ပြုတ်ပြင်ဆင်ပေးတယ်ရှော့ဖွက်ပေးတယ် ချက်ပြုတ်လျှော်ဖို့ချက်ပြုတ်လျှော်ဖို့ဒါတိတာသူတို့ရဲ့အိမ်တောင်ကြီးထိတွေ့မှုကျင်နာမှု အချင်းချင်းဝေမျှတဲ့စကားတွေပါတခုမှမရှိ လက်ထက်ထားလို့ဒါလည်းမရဆိုပေမဲ့အိမ်ဖို့ဘဝလိုသူ့မှာတော့လင်သားကြိုက်လောက်မဲ့ထင်တာတွေစူးစမ်းချက်ပြုတ်သူ့ပြန်ရတာကအထီးကျန်မှုတွေဥပိ္ပခာပြုမှုတွေတစ်တုံးကိုအရာထင်ယုံမျှခုတ်နေရတဲ့အလုပ်သမားလို့ခန်းစားချက်မျိုး ူဘွားမှာဘာမှများများဆဆတောင်းတပုံမရှိလင်သားစီကအတိမတ်ပြုတ်မှုတစ်ခုလေးရရင်ကျင်ကျင်နာနာနဲ့တစ်ခါလောက်ပွေဖက်ခဲ့ရင်တော့သူကျင့်နဲ့နေမယ်မိမမျိုးဝါဒနာတွေစန္ဒတွေအလှပတွေအတုံးဆောင်တွေသူများတကလို့ချမ်းသာကြွယ်ဝတာတွေမဟုတ်သူမြုံနှံထားတဲ့ဘဝမှာဆွတ်ဆွပြပြလေးရှိနေရင်တော့သူဘဝအတိတ်ပဲပြည့်စုံနေမှာ။ မိဘကနေမှာအဝိရှောကနေမှာတကုတ်ကုတ်နဲ့အိုမင်းသွားရင်ဖြတ်တန်းသွားမှာအချားလှုပ်ချင်တဲ့ဝါဒနာဖြစ်ကျင်တဲ့အရာတွေကိုလုံရင်စံထားတွေမရှိတဲ့အသက်30ဝန်းကျင်တာမန်အမြင်ပဲရှိတဲ့မိမတယောက်ဒီမိမလုံနေတာအတိမတ်ပြုမှုစကားတခွန်းမြကျင်လာတဲ့အရေးမွဲမြမတိမတာရောတိတိတတရောကြောင်ထိုးခံထားရတဲ့လူမှုအတိုက်ဝန်နဲ့လင်သားရဲ့ကျင်နာမှုလေးရှိနေရင်ကို မိမအများစုဟာကျေနပ်နေနိုင်တဲ့တထဝါအချာမိမတယောက်ယောက်ျားသေးတယ်မြို့သမီးကသူ့အိမ်သွားတယ်မုဆူမကြီးကငါဘိုက်စားတယ်အခုဘိုက်စားတာပဲသိတယ်သူမတည်ခင်ကသူ့အတွက်ကြည့်တွေးနေကြတာ အခုငါစားချင်တယ်စားချင်တယ်တဲ့ယောက်ျားတွေအတွက်ပဲတွေးရင်းစဉ်တန်နေကြတဲ့မိမတွေစီတွားရင်တော့လင်သားပါကြိုက်လဲဆိုတာမျိုး ကောင်းတဲ့အရင်ရောက်လာကြတဲ့မိန်းမတွေအပြင်အတိုင်းဝိုင်းနဲ့အဆက်ပြတ်နေကြတဲ့အိန္ဒိယလူ့အဖွဲ့အစည်းတချို့တွေကမိန်းမတွေကိုစန်တာဆိုတာဘာမှမသိတော့တဲ့မိန်းမတွေလင်သားကယူမဆိုင်ဖောက်ပြန်ခံနေရတဲ့မိန်းမတယောက်ကအချာကယူဆိုင်တက်တယ်လို့သူထင်နေသူ့အတွက်စကားပြောဖို့ရင်ဖွင့်ဖို့ဟာတာတွေပါထည့်ပြောတဲ့သူအချားယောက်ျားငါကြိုက်တဲ့ခင်းသည်ဟင်းချက်တာမင်းလက်ရာပိုကောင်းတယ်လို့အတိမတ်ပြုတ်တတ်သူ မင်းကငယ်တယ်တဲ့လက်ကျန်ရည်ကြုံမပြင်းမစင်ယုံတဲ့သူ့ကိုမင်းကလှတယ်တဲ့ဒီအသက်ရွယ်နဲ့ဒီရုပ်ကိုယ်ကမင်းမအိမ်မက်တည်းရှိအောင်မဲတဲ့ကို့အတွက်ထဲစဉ်းစားပေးတတ်တဲ့ယောက်ျားတယောက်ပေါ့တိတ်ညွတ်မှုကိုဖောက်ပြန်တယ်လို့တစိမ့်တတ်မဲ့ကြောင်တိုးခံထားတဲ့မိမတွေကိုထက်နေမဲ့အတွေးမြင်နေဟာအာရှမှာကြီးစိုးနေတော့ မိမဆိုတာသစ္စာရှိရမယ်အင်တာတကူမှာဘလာဘလာဆိုတော့ကိုဘဝပျောက်ဆုံးနေတဲ့ဆက်စံရည်တကူကိုတော့အထက်ပါဘလာဘလာတွေနဲ့တိုင်းတာပြီးမိမဆိုတာကိုပိုင်စန္ဒမရှိရသူတပွဲဆိုအတင်ဖိနှိပ်ထားခြင်းနဲ့ယူဆတယ်အမြင်တွေမိမတယောက်ရဲ့မွန်ချက်တဲ့ဘဝလစ်လျူရှုခံရတဲ့ဘဝ ဘဝမှာစကားပြောဖို့ရှင်ဖွင့်ဖို့လိုတယ်လို့ဇောင်းပေးပြထားတဲ့ရုပ်ရှင်မျိုးကိုတော့ဆိုလိုရင်းကုန်မမြင်ပဲဖောက်ပြန်ခြင်းတည်းဆိုတဲ့တစ်ခွက်ကိုပဲမြင်နေဆိုရင်သိတ်ကိုရှေးယူဆန်ပြီးဖို့ဝါဒီရိတ်တွေလွှမ်းမိုးခံနေရတယ်လို့ပြောလို့ရတယ်အင်တော်မှုဖျားတဲ့တဲမိတဲ့ဖျားလက်ထနာနာကြီးနာနာဖြစ်ခဲ့ပြီးတဲ့ဘဝမှာပြင်လို့မရဘူးချိန်မိတာခံဆိုတဲ့တချောင်းတို့အယူဆတယ် ကိုဘွားပြောက်ဆုံးလို့မပြော်တော့လို့လမ်းခွဲကြရင်တခုလက်အဖြစ်နာမည်ဆိုလို့လို့တစိမ့်ခတ်ကြပုံနေ။နေမရှိတဲ့မိမမျက်နာငယ်ပွေလန်းတပင်ဝင်ရံမဝင့်မရဲဆိုသလိုပတ်ဝန်းကျင်ရဲ့ချိုးဖဲ့မှုတွေ။လူတယောက်ရဲ့ဘွားမှာသူ့ဘာကိုလိုလားတလဲ။သူစိတ်ဒုက္ခန္တာဆုံးပြတ်ဖိုင်ခွင့်ရှိပါလျက်နဲ့။ပတ်ဝန်းကျင်ဆိုတဲ့မျက်စောင်းနေနဲ့ချုပ်ချယ်ခံရပုံနေ။ သားသမီးမျက်နှာကိုမထောက်တဲ့မိခင်ဟာရာဂိုင်နှုံးရနေပါပါတယ်။အိမ်တော်တစ်ခု꿰ရင်သားသမီးမျက်နှာထောက်ပါအောင်ဆိုတာတွေ။မကိုမခင်ဥကိုမမင်နဲ့ဖခင်ဖြစ်နေရင်ဖခင်မိသားရှိပြီးဖခင်မြတ်တာမဝေမျှနိုင်ရင်အတူရှိနေပါရဲ့အေးဆက်စင်ကားနေမယ်ဆိုရင်နားလေကျင်နာနိုင်စွမ်းနေမဲ့သွားရင်ဗီဇာတဘာဝဆိုင်အဖြစ်မတူညီတဲ့ဖိုနဲ့မလူသားနှစ်ဦးကတမိုးအောင်ရှိနေရခြင်းဟာအဆင်မပြေလား။ မိမတက်ဝသူဘဝသူရှာဖွေခွင့်ရှိပါတယ်ကျွန်တော်တို့ဟာဖို့ဝါဒီတွေနဲ့ကြီးပြင်းလာကြသူတွေမတိစိတ်မှာဖို့ဝါဒတွေအမျက်ဆွဲနေကြသူတွေကျွန်တော်တို့လိုဖို့စစ်စစ်တွေကတော့မိမတက်ရဲ့တော့ကလွတ်လပ်မှုခံစားမှုတွေကိုရိပ်ဖန်တန်ဖန်နားလည်နိုင်ခံစားနိုင်ရင်မိန်းကလေးချင်းပိုနားလည်နိုင်တင်တာပေါ့ဒါပေမဲ့မိမချင်းကသာ ကျမသာဆိုအဲ့ဒီလိုမလုပ်ဘူးဆိုတော့ကို့ပေတံနဲ့ထုတ်တိုင်းပြီးအချင်းချင်းပြန်နှိမ်ကြတာဟာစိတ်မကောင်းစရာပေါ့ဝါနုတော်ဖတ်ရှုတင်ဆက်သူစိတ်မများစင်လူကြီးမင်းတို့အချိန်ပေးနာစင်မှုအတွက် SS Reader မှာကျေးဇူးတင်ရှိပါတယ်ရှင် ထမင်းကြိုင်ကိုကောက်ယူလိုက်တော့ပေါ့နေတယ်။ဖွင့်ကြည့်တဲ့